မားပါလို့ခုထိရှင်းမြောင်းတည်ရလေတည်လားခမားမတော်လို့မဟုတ်ဘူးဗျတည်လုံးအားကြီးနေလို့ဟုတ်ပါတယ်ကျွန်တော်တို့အားလုံးဟာ information များများရှိမှအောင်မြင်မယ်ဆိုပြီးတော့ပေါ့ဗျာဒါပေမဲ့တကယ်တမ်းကျွန်တော်အဲ့ဒီ information များများရှိခြင်းကပဲခမားကိုတန်ကျိုးနဲ့တွန်းတော့ထားသလို ဖြစ်နေစေတာပေါ့ဒါကိုစိတ်ပညာမှာ analysis paralysis လို့ခေါ်တယ်စမ်းစစ်လုံးအားကြီးပြီးတော့ ရှေ့မတိုးသာဖြစ်ခြင်းလို့မြန်မာလိုအတိတ်ပဲကောက်လို့ရတာပေါ့ဗျာ။အုံနောက်ကအချက်လက်တွေကိုလိုက်စင်းသားနေရတဲ့နေ့အချင်းကုန်ပြီးတကယ်တမ်းလက်တွေ့လောရမယ့်အချိန်မျိုးကျတော့ရစ်တန့်သွားတာမျိုးပေါ့။ဒီတော့ဒီဝဲကြီးထဲကနေကျွန်တော်တို့ဘလို့ရုံးထွက်ကြမှာ။ကျွန်တော်ကိုယ်တိုင်လည်းအပြေရှာရင်တွေ့ထားတဲ့စိတ်ဝင်စားစရာအချက်တချို့ရှိပါတယ်။ရှေ့ခေတ်ပညာရှိတွေနဲ့ခေတ်သစ်ပညာရှင်တွေဒီကိစ္စကိုဘလို့သုံးသပ်ထားလဲကျွန်တော်တို့အတူလေ့လာကြည့်အောင်ဗျာ။ ကျွန်တော်တို့ခေတ်ကသမိုင်းမှာ information အများဆုံးဖြစ်ပါပဲဒါပေမဲ့လူတွေကသမိုင်းမှာလမ်းပြောင်းဆုံးဖြစ်နေကြတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတည်းကရောမတွေးခေါ်ပညာရှင်စီနီကာကဒီလိုသတိပေးခဲ့ပူပါတယ် to be everywhere is to be now here နေရာတိုင်းမှာရှိနေတယ်ဆိုရင်ဘယ်နေရာမှာမှ ရှိမနေတာ ਨੇ အတူတူပါပဲတဲ့ကျွန်တော်တို့ကကုန်ဒီပိုင်းလဲသိနေတယ် marketing ပိုင်းလဲသိနေတယ် AI ပိုင်းလဲလိုက်မိနေတယ်အကုန်သိနေတော့ ကိုယ့်ရဲ့ inner boy ကိုယ့်ယင်ထဲကအတန်အစစ်မှန်ကိုနားထောင်မှုမေ့သွားတတ်ကြတယ်။ Nobel ဆုရှင် Harvard Simon ပြောတဲ့စကားတစ်ခုရှိတယ်။ Aware of information creates a priority of attention ။တရင်အချက်အလက်ကြွယ်ဝလွန်ခြင်းကကျွန်တော်တို့ရဲ့အာရုံစမ်းနံစံကိုပြောကြသွားစေတယ်တဲ့။ရိုးရှင်းပြောရင် ကျွန်တော်တို့က information တွေကိုအစာစားသလိုသဘောထားပြီးအကုန်စားသုံးနေကြတာ။ဒါပေမဲ့ခန္ဓာကိုယ်ကအစာများရင်ဖြစ်တယ်လို့ပဲ။ကျွန်တော်တို့ရဲ့အုံနောက်ကလည်း information တွေများလို့ရင် မန်နဲ့အင်ဂျီချမ်းရှင်းဆိုတဲ့စိတ်အစာမကြေမှုဖြစ်စေတတ်ပါတယ်အဲ့ဒီအခါကျရင်ဘာလို့မှမသိဝေဝါးပြီးလမ်းပြောက်တလို့ခံစားလာစီရတာပါဒါဆိုဒီအခြေအနေကိုကျွန်တော်တို့ဘယ်လိုရုံထွက်ကြမလဲစာအုပ်ကောင်းတို့ဖြစ်တဲ့ essential lesson စာအုပ်ထဲက concept တွေနဲ့ပေါင်းပြီးနီလန်သုံးခုကျွန်တော်ညွှန်ပြချင်ပါတယ်နံပါတ်1 selective ignorance အရာရာကိုသိဖို့မလိုပါဘူးကိုသွားခြင်းနဲ့ပန်းတိုင်းရီမန်းခြင်းနဲ့မကန့်ညီတဲ့အချက်လက်တွေကို noise ။စုညံတယ်လို့တတ်မှတ်ပြီးပိတ်ချလိုက်ပါ။ unfollow လုပ်တင်တာလုပ်ပါ။ဖုန်းဘုံမဖြစ်ပဲဂျုံမိုးဆိုတဲ့သူများတိတာကိုမတိလိုက်ရလို့ခြေနဲ့တဲ့အရာသာကိုခံစားတတ်အောင်ကျင့်ယူပါ။နံပါတ်1မစားတော့ငင်ဖန်ပြီးပါ။မနက်မိုးလင်းတာနဲ့သူများဖန်ပြီးတဲ့ content တွေအုံနောက်ထည့်အရင်မထည့်ပါနဲ့။ကိုယ့်ရဲ့အလုပ်၊ကိုယ့်ရဲ့စာတစ်ခုခုကိုအရင်ချရေးပါ။အုံနောက်ကိုအင်ပေါ်မထည့်ခင်အပေါ်ထုတ်ခိုင်းတဲ့သဘောပါ။နံပါတ်3 just a glance ။ဦးကြောင်ကြောင်မဲဆလိုက်ပါ။ ဘာလို့အမှန်မသိဖြစ်နေတာကအကောင်းဆုံးကိုရှာနေလို့ပါစတက်လောကမှာဒန်နင်ပရာဒန်ပါဖက်ဆိုတဲ့စကားရှိပါတယ်ပြီးပြည့်စုံမှစမယ်ဆိုရင်ကျွန်တော်တို့စပြည့်မှာမဟုတ်တော့ပါဘူးဆိုတော့စလို့ရတဲ့အသေးဆုံးအဆင့်ကနေသာစတင်လိုက်ပါကျွန်တော်ကိုယ်တိုင်လည်းဒီဗီဒီယိုကိုဖန်ပြီးဖို့အချက်လက်တွေလိုက်ရှာရင်းနဲ့ဟန်ပြောင်းမလို့ဖြစ်ခဲ့ပါသေးတယ်ဒါပေမဲ့ပြီးပြည့်ရိုးဆိုပြီးလုပ်လိုက်တာခင်ဗျားအခုကြည့်နေရတဲ့ဗီဒီယိုတွေပုံဖြစ်လာတယ်ပေါ့ဗျာဆိုတော့ဒီဗီဒီယိုပြီးရင်နောက်ထပ်ဗီဒီယို တပုတ်ထပ်မကြည့်ပါနဲ့တော့ဖုန်းကိုခဏချမျက်လုံးဝမိတ်အသက်မင်းမင်းရှူပြီးခမည်းတကယ်ဖြစ်ချင်တဲ့အရာတစ်ခုပဲကိုပဲစဉ်းစားပြီးအသေးဆုံးအစင်တစ်ခုကနေထောက်လိုက်ပါ အရှင်ကသာလျင်စိုးရင်ဘူဝံမှုကိုကူစားပေးနိုင်ပါတယ်ဆိုတော့ဒီကုန်းနဲ့လေကတကယ်အကျိုးရှိတယ်ဆိုရင်ရှယ်မလုပ်ခင်မိတ်ဆွေကိုယ်တိုင်အရင်ဆုံးလုပ်ကြည့်လိုက်ပါနောက်ထပ်ဘယ်လို topic မျိုးတွေကိုဆွေးနွေးကြရင်လဲအောက်က comment မှာချရေးပေးခဲ့ပါဦးခင်ဗျာ အားလုံးပဲ information overload ဖြစ်ခြင်းမှာခင်ဝေးကြပါစေခင်ဗျာ